ဆိုတော့เนาะဒီသင်ခန်းစာမှာကြတော့အခြေခံမြင်းတွေအကြောင်းတော့မဟုတ်အခြေခံမြင်းတွေကိုဘယ်လိုဆွဲရမလဲဆိုတာဆွဲပြမှာဖြစ်ပါတယ်ဆိုတော့ဒီမှာမရှင်းပြတော့ဘူးပထမဗီဒီယိုမှာရှင်းပြတဲ့တော့ကြောင့်မို့ဒီမှာကဆွဲပဲဆွဲပြမှာဘယ်လိုဆွဲလဲဆိုတာเนาะဒါဆိုလို့ရှိရင်ဘယ်မှညာဒီကနေပြီးတော့ဒီကိုဆွဲတာပါเนาะဆိုတော့ဘယ်ကနေညာကိုဆွဲမယ် ဲတန်းဂိုင်တဲ့နေရာမှာကိုအစင်ပြေတယ်လို့ဂိုင်လို့ရတယ်ဒါပေမဲ့ဒီလိုကြီးဒီမှာဒီခဲရဲ့အထိတ်ကဒီစာရုပ်ကိုမထိတဲ့အာမထိလောက်အောင်လည်းမဂိုင်နဲ့ခဲတန်းဒီအနောက်ရောက်တဲ့အထိဒီလောက်ထိလည်းမဂိုင်နဲ့အလယ်နာလောက်နော်အလယ်နာလောက်သုံးပုံပုံအမ်တပုံပေါ့နော်သုံးပုံပုံသုံးပုံသုံးပုံလို့ရှိရင်လည်းအလယ်အမ်မရောက်တရောက်နာလောက်ဂိုင်ရမှာနော်အဲ့လိုအနေထားလေးဂိုင်ပြီးတော့အမြင်ကိုဖြည်းဖြည်းချင်းဖျောက်လေးဆွဲမယ် ဒီမှာကဘေးပပက်လေးမှာဘောင်မကွတ်တာဘူးအဲကိုယ်အနေနဲ့ကတသက်ရဲ့လေးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဘောင်ကွတ်ပြီးတော့ဆွဲလို့ရတယ်ဒီမှာ မြင်းတစ်ကြောင်နဲ့တစ်ကြောင်အကွာဝေးလဲညီရမယ်ဖြောက်လဲဖြောက်ရမယ်โอเคဆိုတော့နောက်ထပ်မြင်းတစ်ခုကကြတော့ညာကနေဘေးကိုပြန်ဆွဲမယ်เนาะ အကွာဝေးညီရမယ်ဖြောင်းလဲဖြောင်းအောင်မယ်မြင်းကိုပဲလဲမကြည့်ရဒီမှာကင်ထားတဲ့ခဲတဲ့ အသွားလာလက်နေတာကိုလည်းကြည့်ဖို့လိုတယ်နော်ဒီဖနောက်ကဒီ size မှာလာထောက်ပြီးတော့ဒီလိုမျိုး ထောက်ပြီးဆွဲတာနော်ဟိုလိုမျိုးဆွဲတာမဟုတ်ဒီမှာထောက်တာလားมาทอดไปซะนะดิพนาวก็อลอหลุดตาดิโลตั้วนะเนาะสรอกดิมีน้องอ่ะดิโลตั้วเลยเนาะสรอกแค่นั้นดิโลผิดตัวมั้ยดิเราซวยมั้ยสรอกอัถักก็นี่เอาซวยมั้ยเนาะอัถักก็นี่เอาซวยมั้ย A4 ဇာတ်ရိုက်တဲ့သူကကြတော့ A4 ဇာတ်ရိုက်ကိုတရွဲ့တန်တိုင်းနှစ်ရွဲ့တန်တိုင်းဆွဲပြီးနော်ဒီလိုအနည်းထားထိရအောင်ဒီလိုပုံစံမျိုးဖျက်ဖျောက်တန်တန်းလေးအကွာဝေးလက်ညီရမယ်ခဲတဲ့ငါပြီးရောက်သွားတယ်နော်နော်ပြီးလို့ရှိရင် 我看你不够别帅 အောက်ကနေပေါ်ဆွဲရအောင်ပြီးတော့ပြီဆိုလို့ရှိရင်ဒီမြင်းတစ်ခုဒီမြင်းတစ်ခုကိုကျွန်တော်တို့ပါမယ်နော်ပါပြီးတော့ဆွဲမယ်ဆိုတော့ ေဒါကိုဒီမြင်းကအပေါ်မှာပြန်ပြီးတော့ရေးမယ်တော်လေးကြည့်ရမယ်နော် A4 ဆိုင်ရက်2ရက်ဒေါ်လာကောင်3ရက်ဒေါ်လာကောင်ယူရိုလေးတွေလေ့ကျင့်ပြမယ်ထဲတဲ့ကိုင်းနိုင်ရောညင်းသွားပါနော်ဆိုတော့ဒါကမြင်းအခြေခံမြင်းနှစ်မျိုးပေါ့နော်နှစ်မျိုးဆိုပေမဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီမြင်းတွေက ဥပမာအဆက်ဆက်စားလိုက်ဒီအဆက်တစ်ဆက်ကနေပြီးတော့မှမြင်းတွေကအဖြောက်မြင်းတွေကအများကြီးထွက်လာတာနေနော်ဒီလိုမျိုးတွေပုံစံမျိုးစုံထွက်လာနိုင်တယ်အဲ့ဒီမြင်းတွေပုံစံအမျိုးမျိုးလေ့ကျင့်လို့ရတော့ညာလဲပဲဒီမြင်းတွေကိုအရင်ဆုံးလေ့ကျင့်ဒီတိုင်းခါကြမှာပုံစံအမျိုးမျိုးမြင်းဆောင်တို့ဘယ်ဆောင်ညာဆောင်အဘယ်ကနေညာကိုဆွဲတာအောက်ကနေပေါ်ဆွဲတာဆက်ပြီးအမျိုး background ပေါင်းစံအောင်ကနေပြီးတော့လေ့ကျင့်ဖို့လိုတယ်เนาะ ဆိုတော့ဒီဒီဗီဒီယိုကတော့ဒီလောက်ပဲเนาะရှင်းတော့မှကြောက်လို့